မင်းဘာလို့ဒီလိုဆုံးဖြတ်ရတာလဲအမောအမအိုးတန်ရုံးစုံမပြတ်နိုင်တာမမရဲ့မင်းမညာနဲ့အမောတကယ်ပြောတာပါအမောလေဦးနာမနေချင်ပါတယ်အဲ့ဒါဆိုရင်အမောဘွားတော့လည်းမပူရတော့ဘူးပြီးတော့အမောမမနဲ့လည်းခွင့်စရာမလိုတော့ဘူးလေအမောလေဒီနေ့အရင်ကိုပြောရဲတိလားမမ ကြည့်ပါဦးမမရဲ့စပယ်ရီကကျွေးသွားပါမယ်။နှာတော်မွေးတော်မှာနော်။ဒါမဲ့ဖျားတင်ဖို့နဲ့ခေါင်းပေါ်မှာထားဖို့ကြတော့မြေဝါစပယ်ရီကိုကောက်ဖို့မတင်တော်ဘူးလို့ I'm more of a Buddha now.